မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ Russia IL-76 ကုန်တင်လေယာဉ် RA-76846 ဟာမနေ့ကညပိုင်းကနေပြီးတော့အပြည်ပြည်ဆိုင်ရာ၄စိတ်ကိုရောက်ရှိလာပြီးတော့ Ela Leader အတွင်းမှာကုန်ပစ္စည်းများကိုလာရောက်ပို့ဆောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ18ရက်နေ့ည10:00နာရီကျော်အချိန်မှာအဲ့ဒီ Russia IL-76 ကုန်တင်လေယာဉ် RA 76846ဟာနေပြည်တော်ပြည်ပဆိုင်ရာလေးစိတ်အတွင်းကိုဆက်ရောက်ခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီကနေမှတဆင့်ကုန်ပစ္စည်းများကိုချရန်နေပြည်တော်အေလာလေဒတ်အတွင်းကိုဝင်ရောက်သွားတယ်လို့သိရပါတယ်။အဲ့ဒီလေရင်ဟာနေပြည်တော်မှာနှစ်ရက်ဝန်းကျင်ရနာမှဖြစ်ပြီးတော့ဇွန်လ14ရက်နေ့ကလည်းနေပြည်တော်ကိုကုန်များလာရောက်ချထားပေးခဲ့တယ်လို့သိရပါတယ်။ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံကကုန်တင်လေရင်များဟာနေပြည်တော်ကိုလာရောက်ပြီးတော့ဆက်လက်နဲ့ပစ္စည်းစစ်သုံးပစ္စည်းများကိုလာရောက်ချပေးခြင်းငွေစက်ကူရိုက်နေရမှာအသုံးပြုတဲ့စက်ကူများနဲ့ မင်းအမျိုးသားများကိုလာရောက်ပို့ဆောင်ပေးခြင်းများကိုမကြာခဏဆိုသလိုလှုပ်ဆောင်လေးရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်အရှိပိုင်းတာချီလိပ်မြို့ပေါ်မှာရှိတဲ့ online လောင်းကစားလုပ်ငန်းရုံကိုစစ်ကောင်စီကဝင်ရောက်စီးနှင်းပြီးတော့ဖမ်းဆီးရရှိခဲ့တဲ့ cycle အကောင်စားများကိုကုန်ကားတွေနဲ့နေပြည်တော်ကိုတည်ယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ23ရက်နေ့မှာရှမ်းပြည်နယ်အရှိပိုင်းတာချီလိပ်မြို့စန်ဆိုင်ကကြီးရက်ကွက် 1G1 ဟိုတယ်ရဲ့အနောက်ဘက်မှာဖွင့်လှစ်ထားတဲ့ ်အွန်လိုင်းလောင်းကစားယုံကိုစစ်တပ်ကဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလောင်းကစားယုံကဝင်နှန်း300ကျော်ကိုစိုင်းကယ်များအပါအဝင်တပ်တွေကံပစ္စည်းများစွာနဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဖမ်းဆီးရရှိခဲ့တဲ့စိုင်းကယ်တွေထဲကစိုင်းကယ်အကောင်းစားများယိုရီးယားစိုင်းကယ်များကိုကုန်တင်ကားတွေနဲ့နေပြည်တော်ကမနေ့ကမနက်ပိုင်းကတယ်ဆောင်သွားတယ်လို့သိရပါတယ်။စိုင်းကယ်တွေကသူတို့ဖမ်းသွားတာကအများကြီးပဲလေ။အဲ့ဒီထဲမှာယိုရီးယားဘိန်းအကောင်းစားတွေခက်လက်လက်ဘိန်းတွေကိုကုန်တင်ကားတွေနဲ့နေပြည်တော်ကတယ်သွားတာ။ မနေ့ကမနေ့ပိုင်း၁၀နာရီလောက်မှတဲတာနေပြည်တော်ကိုရောက်သွားရင်တော့လိုင်းစင်တက်ပြီးတော့ဌာနဆိုင်ရာနဲ့သူတို့သုံးဖို့လို့ပြောတာပဲလို့ဒေသတွင်းသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။တာချီလိတ်မျိုးကရဲသတင်းအရင်းမြစ်ကလည်းဆိုင်ကယ်များကိုနေပြည်တော်ကိုတဲဆောင်သွားတာဟာမှန်ကန်တော့လဲ။ဘာကြောင့်နေပြည်တော်ကိုတဲသွားလဲဆိုတာကိုတော့မရှင်းလင်းဘူးလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကနိုင်ငံအတွင်းကိုတင်သွင်းလာတဲ့စားအုပ်စီများကိုလိုင်စင်ရစီကုံတဲကြီးတွေကနေတဆင့်ပြည်သူများထံကိုဖြန့်ဝေရောင်းချလျက်ရှိရာစားအုပ်စီကုံတဲ၄ဦးကခွဲတမ်းရစားအုပ်စီများကိုပြည်သူများထံကိုဖြန့်ဝေရောင်းချခြင်းမျိုးမပြုဘဲထွေအုပ်အပါဝင်အာဏာပိုင်များနဲ့ပေါင်းပြီးတော့ပြည်ပဈေးကွက်ကိုဈေးတင်ပြီးတော့အများများများရအောင်ရောင်းချပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီကစောင်းစီတပိတ်တာကိုရည်ညွှန်းစေ9380ကျပ်တတ်မှတ်ထားတော့လဲလက်တွေ့ဈေးကွက်အတွင်းမှာစောင်းစီတပိတ်တာကိုငွေကျပ်14000ဈေးနှုန်းရှိနေတယ်လို့သိရပါတယ်အဓိကဟာစီကုံတဲများကခွဲတန်းရစောင်းစီများကိုပြည်သူများထံကိုမှန်မှန်ကန်ကန်ရောင်းချပေးခြင်းမရှိဘဲအာဏာပိုင်များနဲ့ပူးပေါင်းပြီးတော့ပြင်ပဈေးကွက်ကိုဈေးအမြင့်နဲ့ပြန်လည်ရောင်းချနေတယ်လို့သိရပါတယ်။စောင်းစီဈေးတွေအစမတန်မြင့်တက်နေတာကတင်ကန်းကျော်မြို့နယ်မှာရှိတဲ့စီကုံတဲဆိုင်းစော်စော်လင်းကျဲပြူစီဆိုင် စိုင်းစော်လင်းအကိုရဲ့မိန်းမဒေါ်တိန်တိန်ဆွေအောင်မြန်မာစီဆိုင်ဇော်မင်းအောင်အေယာဝတီစီဆိုင်နဲ့ဥအောင်သိန်းစီကုံတဲ့အတင်းတို့လိုမျိုးလောဘသားကောင်တွေရှိနေသမျှစီစင်းတို့ကအစမတန်မြင့်တက်နေပါလိမ့်မယ်သူတို့ကသင်္ကန်းကျောင်းမျိုးနယ်အတွက်ရရှိထားတဲ့စောင်းစီပေပါခွဲတန်းတွေကိုပြည်သူတွေရဲ့လက်ထဲကိုတိုက်ရိုက်ရောင်းချပေးမယ်ကိုယ်စလဲတွေကိုပြန်လဲခွဲဝေမပေးပဲထွေအုပ်များနဲ့ပေါင်းစားကလော်ဝယ်ကြီးအုပ်ပြီးတော့မတရားချမ်းသာနေကြတဲ့သူတွေဖြစ်ပါတယ် ဆိုင်းစော်လေးရဲ့ဝင်ငွေကတစ်နေ့ကိုဝင်ငွေ3300နဲ့400ပတ်ချာလဲမှာရှိပါတယ်။တင်ကန်းကျွန်းထွေအုပ်တယုံလုံးကိုဆိုင်းစော်လင်းနဲ့စီကုံတယ်လေးကပိန်ပေါင်းများစွာပေးကမ်းပြီးတော့လဝကြီးအုပ်ထားပါတယ်။ဘသူတွေလာပြောပြောထွေအုပ်ရုံးကအဲ့ဒီသူတွေကိုအကာအကွယ်တွေပေးထားကြတယ်။တခြားမျိုးနယ်တိုင်းမျိုးနယ်တိုင်းမှာလည်းဒီလိုပုံစံအတိုင်းနေကြီးပဲတင်ကန်းကျွန်းမျိုးနယ်ကတော့အစိုးဆုံးပေါ့လို့စီကုံတယ်တရင်အင်းမဲတခုကပြောကြားထားပါတယ်။စစ်ကောင်စီကစီကုံတယ်များထံကနေတဆင်စောင်းစီများကိုတတ်မှတ်ထားတဲ့ဈေးနဲ့ ပြည်သူများထံကိုရောင်းချရန်စီစဉ်ပေးထားတော်လဲလက်တွေမှာစောင်းစီကုန်တယ်များကပြင်ပဈေးကွက်ကိုဈေးအမြင့်ဖြစ်လာထုတ်ရောင်းနေတယ်လို့သိရပါတယ်ဒီကုမ္ပဏီ26ခုကဗဟိုဘဏ်ကရောင်းပေးတဲ့ဈေးသက်သာတဲ့ငွေလဲနှုန်းနဲ့ဒေါ်လာဝယ်ယူပြီးစောင်းစီတွင်းခွင့်ရပါတယ်ကုမ္ပဏီ26ခုကနေပြီးတော့မြို့နယ်တွေကိုစောင်းစီပေပါတွေကိုပြန်ပြီးတော့ခွဲဝေပေးရတယ်စောင်းစီဈေးနှုန်းအဆင်ပြေအောင်ဆောင်ရွက်မှာပဲဈေးကွက်ကမောက်ကမဖြစ်တာတွေနဲ့ဈေးကွက်အတွင်းမှာစောင်းစီ black market ဈေးနှုန်းဟာ ပေါင်း၄၀၀အထိရောက်ရှိလာတာကိုတကယ်မြေပြင်မှာအလုံလုံနေကြတဲ့သူတွေကသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်အနာတခြားစီးတခြားပေးနေသေးကတော့မိုးပေါ်ကတကြမ်းမင်းဆင်းလာပြီးကဲရင်တော့မှအဆင်ပြေမှာမဟုတ်ဘူးဈေးကွက်အတွင်းစောင်းစီပမာဏများများတင်သွင်းလာခဲ့ရင်တော့ပြင်ပဒေါ်လာဈေးပေါက်ဈေးအရာစားစီတပိတ်တာကိုငွေကျပ်8500ပတ်ဝန်းကျင်ပေါက်ဈေးရှိနေမှာပါလို့စီကုံတဲ့သတင်းရင်းမြစ်ကပြောဆိုထားပါရယ်လက်ရှိစောင်းစီပြင်ပဈေးကွက်ဟာစီကုံတဲ့များစစ်တပ်အာဏာပိုင်များနဲ့ ထွေအုံများပါဝင်ပတ်သက်နေတဲ့အတွက်စီစည်းဟာကြာဆင်းဖို့အတွက်မလွယ်ကူဘူးလို့သိရပါတယ်။အခုလက်ရှိကုမ္ပဏီတွေကိုယ်စားလှယ်အနေနဲ့ရောင်းချပေးမှုတွေမှာမြို့နယ်မြေပြင်အခြေအနေတွေအရမြို့နယ်လူတန်းစားတွေနဲ့ကိုယ်စားလှယ်ရရှိတဲ့သူတွေကသာလုတ်ပိုင်ခွင့်ကိုအသုံးချနေပြီးတော့အဆင်ပြေနေတာကိုတွေ့နေရပါတယ်။စောင်းစီတအိမ်တော်ကိုတပိတ်တာနှုံးနဲ့ရောင်းပေးပေမဲ့လည်းအဲ့ဒီစီတွေကိုလည်းတပိတ်တာကို12000ကျော်နဲ့ပြောင်းဝယ်နေကြတယ်။အဲ့ဒါကြောင့်အခြေခံပြည်သူတွေကစောင်းစီတပိတ်တာကို14000ဈေးနဲ့ ်ပြန်ပြီးတော့ဝယ်ယူနေရတယ်လို့စီကုံးတဲ့သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်ပြည်တွင်းမှာလိုအပ်တဲ့စားသုံးစီများကိုပြည်ပကနေပြီးတော့20 American Dollar တန်း600ကျော်ဘုကတင်သွင်းနေရပြီးတော့နိုင်ငံသားငွေသုံးဆွဲပြီးတော့တင်သွင်းနေရတာကြောင့်ပြည်တွင်းမှာစားအုပ်စီပြက်လက်မှုများရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပောက်ခေါင်းမြို့နယ်မှာစစ်တပ်အတွက်အလုလုကင်ပေးနေတဲ့ဘိုဝင်းပြစ်တက်ခံရပြီးတော့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ15ရက်နေ့မွန်းလွဲ2နာရီအချိန်မှာပောက်ခေါင်းမြို့နယ်တောင်လဲရွာမှာနေထိုင်တဲ့စစ်ကောင်စီအတွက်အလုလုပေးနေတဲ့ဘိုဝင်းကို တော်လိုင်းတပ်ဖွဲ့တွေကပြစ်ခတ်ရာ1ဘိုက်ကိုထိမှန်ပြီးတော့နေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံခဲ့တယ်လို့သိရပါဗါး၎င်းပြစ်ခတ်မှုကို3631 PPDF တက်ရင်တက်ခွဲလေးတက်ခွဲငါရွှေတောင်ပကဖနဲ့ပေါခေါင်းပကဖတို့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးစစ်တပ်အတွက်အလုံးလုံးပေးနေတဲ့ဘိုဝင်းဟာတောင်လဲရွာမိသက်တပ်ဖွဲ့ဝင်ဖြစ်ပြီးတော့တောင်လဲရွာနဲ့တခြားအနီးနားပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကတော်လိုင်းတပ်ဖွဲ့များရဲ့ထောက်ပို့နဲ့တပ်ဖွဲ့ဝင်မိသားစုများဖမ်းဆီးရန်အတွက် စစ်ကောင်စီတပ်ကိုသတင်းပေးပို့ခြင်းကျေးရွာအတွင်းမှာနေထိုင်လို့မရစေရဲအတွက်သတင်းပေးခြင်းတော်လိုင်းတပ်ဖွဲ့များရဲ့လှုပ်ရှားမှုများကိုစောင့်ကြည့်သတင်းပေးခြင်းလမ်းပြအဖြစ်နဲ့ကူညီလိုက်ပါနေတဲ့သူဖြစ်တယ်လို့လည်းသိရပါဗျ။ပြစ်ခတ်ရှင်းလင်းမှုမလုပ်ဆောင်ခင်ကာလကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကပြည်သူများရဲ့သတင်းများကိုစစ်ကောင်စီထံကိုသတင်းပေးခြင်းလမ်းပြခြင်းထောက်ပံ့ခြင်းများကိုမပြုလုပ်ရန်အချိန်ချင်းသတိပေးခဲ့တော်လဲလိုက်နာခြင်းမရှိဘဲစစ်တပ်အတွက်ဆက်လက်အလုပ်လုပ်ပေးနေတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။ စစ်ကောင်စီအတွက်အလုံးလုံးပေးနေတဲ့သူများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်။သတင်းကတော့ကချင်ပြည်နယ်မြစ်ကြီးနားနဲ့မလီဆွေရန်ကြားမှာရှိတဲ့လမ်းပိုင်းတန်နေရာကိုစစ်ကောင်စီကမြေတူးဆက်နဲ့တူးပြီးတော့လမ်းကိုဖြတ်တောက်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ18ရက်နေ့မှာစစ်ကောင်စီကအဲ့ဒီလမ်းကိုမြေတူးဖြတ်စည်းခဲ့ပြီးတော့လမ်းသွားလာလာခီးသွားပြည်သူများအခက်အခဲကြုံတွေ့နေရတဲ့ရုပ်သံနဲ့ဗီဒီယိုဖိုင်မှတ်တမ်းတချို့ကိုကချင်သတင်းဌာနတချို့ကဖော်ပြထားပါတယ်။မြစ်ကြီးနားအကျင်းနဲ့မလီဆွေရန်ကြားကလမ်းမကြီးကိုစစ်ကောင်စီတွေကဖြတ်ပြီးထိုးလိုက်ပြီး KIA တွေဝင်လာမှာကြောက်တာနဲ့ခီးသွွားပြည်သူတွေကိုဒုက္ခပေးလိုက်တာပဲလို့သတင်းအင်းမြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီအနေနဲ့ကချင်ဒေသအပါဝင်နိုင်ငံအနှံ့စည်ရေးအရာထိနာလျက်ရှိတဲ့နေရာများမှာလမ်းများကိုဖျက်ဆီးခြင်းဒရားများကိုမိုက်ခွဲဖျက်ဆီးခြင်းများမကြာခဏပြုလုပ်နေတယ်လို့သိရပါတယ် KIA ကမြစ်ကြီးနားနဲ့ကတ်လျက်ရှိတဲ့ဝိုင်းမော်မြို့နယ်အတွင်းကတပ်စခန်းများစွာကိုလည်းတိုက်ခိုက်သိမ်းပိုက်ထားတယ်လို့သိရပါတယ်ဒါအပြင်စစ်ကောင်စီတပ်ဟာရှမ်းမြောက်လာရှိုးမြို့အဝင်လမ်းပိုင်းများကိုလည်းအခုလိုမျိုးမြေတူးဆက်များနဲ့လမ်းများကိုဖျက်ဆီးထားကြောင်း တင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တင်ကတော့မန္တလေးမြို့ကအစိုးရဌာနရုံးတွေကိုမန္တလေး PDF နဲ့ TNLA တပ်တွေကဝင်စီးမယ်ဆိုတဲ့သတင်းရထားလို့ဇွန်လ15ရက်နေ့ကနေ20ရက်နေ့အထိဌာနဆိုင်ရာဝန်ထမ်းတွေကိုခရီးသွားလာခွင့်နဲ့အပြင်ထွက်ခွင့်တွေကိုပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တပ်တွေအကုန်လုံးကိုတော့အဆင့်သစ်ပြင်ခိုင်းထားတယ်လုံခြုံရေးကင်းတွေအသင့်လောက်ထားရတယ် ဝန်ထမ်းတွေကတော့အရန်တင်းကျပ်ထားတာမျိုးတော့မဟုတ်ဘူးရုံးကိစ္စကလွဲလို့တတ်နိုင်တဲ့မြတ်အပြင်ကိုမထွက်ဖို့တော့သတိပေးထားတယ်လို့ဌာနဆိုင်ရာဝန်ထမ်းတို့ကပြောပါတယ်စစ်တပ်ဘက်ကရထားတဲ့သတင်းအရာဇွန်လ17ရက်နေ့နဲ့14ရက်နေ့အတွင်းမှာ TNL တပ်ဖွဲ့ဝင်တွေမန္တလေးမြို့တွင်းကိုခရီးသည်အယောင်ဆောင်ကအင်အား90ထဲမှနေရောက်လာတယ်လို့သတင်းရထားပြီးတော့တဲခိုကန်အပါဝင်ရက်ွက်တွေကိုစစ်ဆေးဖို့အတွက်အမိန့်ကျထားတယ်လို့သိရပါတယ်။ဒါအပြင်ဇွန်လ19ရက်နေ့ဟာဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ပြီးတော့မွေးနေ့အထိမ်းအမှတ်အနေနဲ့ ်ဖောက်ခွဲမှုတွေပြုလုပ်မှာကိုစိုးရိမ်နေတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာပြည်သူစစ်တွေနဲ့ပူးပေါင်းပြီးတော့နေရာစုံကိုကင်းမုံတွေလည်းချထားသလိုမန္တလေးမြို့ပေါ်ကနေရာတွေကိုစစ်တပ်ကတင်းကျပ်စွာပိတ်ဆို့ဆစ်ဆေးတာတွေကိုလည်းပြုလုပ်နေတယ်လို့မြို့ကန်တွေကပြောပါတယ်ဒေသခံတအူးရဲ့ပြောကြားချက်အရမန္တလေးမြို့တွင်းမှာနေ့စဉ်စစ်တပ်ကနေရာပေါင်း30လောက်ကိုပူးပေါင်းပြီးတော့ဆစ်ဆေးတာတွေကိုလုံဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ